ခေပွန်အိုက်ဒေါ်ဒုကျောင်းစုနဲ့တူအောင်ကြိုးစားနေတဲ့ဗီတာမင်။တေယောဆောင်တေလီဗီတာမင်ကိုတော့ပရိသတ်ကြီးအားလုံးသိကြမှာပါ။ဗီတာရှိုင်းစုံတဲလို့ချစ်စနိုးခေါ်ကြတဲ့ဗီတာမင်နဲ့ဆိုရှိုင်းထက်တို့က LGBT တွေဖြစ်ပြီးအမြဲတည်းတည်းအတူတူပွဲတက်ကြတာမလို့ဗီတာရှိုင်းစုံတဲလို့ခေါ်ကြတာပေါ့သူတို့က TikTok ကနေတဆင်နာမည်ကြီးလာပြီးအမှုပညာလောကထဲဝင်ရောက်လာသူတွေဖြစ်ပါတယ်ဗီတာမင်ကလည်းရုပ်ခံရှိသူမလို့ထားချောက်ဇလန်တွေနဲ့ ဇလန်တွဲအချို့မှာပါဝင်တရုတ်ဆောင်ခွင့်ရခဲ့ပေမယ့်အောင်မြင်မှုတော့မရခဲ့ပါဘူး။ဒါပေမဲ့မိန်းလေးပရိသတ်များစွာရရှိထားတဲ့ဗီတာမင်ဟာထောင်ကိုရီးယားရဲ့နာမည်ကြီးအစိုးရသရုပ်ဆောင်ဖြစ်တဲ့ဒိုကျောင်းဆွနယ်တူဖို့စူးစမ်းနေတယ်လို့အင်တာဗျူးမှာပြေကြားခဲ့တာပါ။ဗီတာမင်ဟာစိန်ဆိုင်ကြောညာ၊ရွှေဆိုင်ကြောညာပွဲတွေမှာသချင်းတွေတက်ဆိုနေပေမဲ့အနုပညာနဲ့ပတ်သက်ပြီးအစိုးပိုင်းရောသရုပ်ဆောင်ပိုင်းမှာပါအရေးချင်းမရှိဘူးလို့အနုပညာတိုင်းဝိုင်းကလူတွေစီကပါဝေဖန်မှုတွေရှိခဲ့ပါတယ်။ အဲ့လိုမျိုးဖြစ်ဖြစ်မြင့်မြအောင်မြင်မှုမရှိသေးဘဲနဲ့မိင်္ဂလိပြိသက်အစုရဲ့အားပေးမှုရှိနေရတဲ့ပဲသူကိုယ်သူ K-pop idol လို့ဖြစ်အောင်ကြိုးစားမင်းဆိုတဲ့စကားကြောင့်ဝေဖန်မှုတွေမြင့်တက်နေပါတယ်။ဗီတာမင်ကိုအားပေးကြသူတွေထဲမှာစေကျော်သက်အရွယ်မိင်္ဂလိတွေကစားပြီးအသက်ကြီးပေမဲ့အချိန်မရှိတဲ့30ကျော်40အရွယ် anti-G တွေကပါတကယ်နဲ့အားပေးကြတာပါ။ဗီတာမင်ဟာတောင်ကိုရီးယား K-pop fan တအုပ်ဖြစ်ပြီးတော့ Blackpink fan လည်းဖြစ်ပါတယ်။အခုလဲထိုင်းမှာကျင်းပါတဲ့ Blackpink ဖြုတ်ပြပွဲကိုရောက်ရှိနေတယ်လို့သိရပါတယ်။သူအရင်ဆိုင်တဲ့ K-pop idol ကတော့တောင်ကိုရီးယားလူငယ်တွေကြားမှာရေပန်းစားတဲ့ဆိုရတဲ့ယောက်စာဒိုကျောင်းစုပေါင်း K-pop idol ဒိုကျောင်းစုဟာအသက်18နှစ်အရွယ်ကတည်းကအနုပညာလောကထဲဝင်ရောက်ခဲ့ပြီးအိဆိုအဖွဲ့ဝင် ဖြစ်လာခဲ့ပါတယ်။အီဇိုဖွဲ့ထဲမှာတချင်းဆိုနေရင်တရုတ်ဆောင်လောကထရောက်လာပြီးဇကာပေါင်းများစွာနဲ့အောင်မြင်မှုရရှိခဲ့တာပေါ့။၂၀၁၄ခုနှစ်မှာ Cut ၂၀၁၈ခုနှစ်မှာ Sing Kiss နဲ့ 100 days my prince နောက်ဆက်လေးမှာ is okay that's live 2023မှာဒမွန်စတဲ့ခေတ္တမှာစကားပေါင်းများစွာနဲ့ပြည်သက်အားပေးမှုအခိုင်အမာရရှိခဲ့သူဖြစ်ပါတယ်။ထိုကောင်စုကစမှုထန်နေရနှင်းရှိသွားပြီဖြစ်ပြီးမကြာခင်မှာစစ်သေးကပြန်ထွက်လာတော့မှာပါ။ထိုကောင်စုလိုမျိုးအရန်နာမည်ကြီးပြီးအရေးချင်းရှိတဲ့ K-pop idol နဲ့နိုင်ရှင်ပြီးတော့သူ့လိုတော်အောင်ကြိုးစားနေရလို့ဗီတာမင်ကပြောခဲ့တာပါ။အရာရာမှာစီနဲ့ရေလိုကွာချားနေရမလို့ ဗီတာမင်ကိုဝေဖန်နေကြပါတယ်ဗီတာမင်ကတော့လက်ရှိမှာခနထွေညာဆိုတဲ့ဇလန်တွေမှာပါဝင်သရုပ်ဆောင်ထားပြီးတော့မင်းသမီးကြီးအဝိယီတောင်းနဲ့တွဲဖက်သရုပ်ဆောင်ထားပါတယ်